္လာနေ့ပါရှင်မြမယူဝင်တန်ကြားစီးပွားရေးသတင်းစီစဉ်ကနေကြိုဆိုပါရစေဒီစီစဉ်ကိုတော့မြမယူဝင်တန်ကြားကနေအပတ်စဉ်စနေနေ့နဲ့အင်္ဂါနေ့တွေမှာထုတ်လွှင့်ပေးနေကြတာဖြစ်ပါတယ်ဒီစီစဉ်ထဲမှာတော့မိမပြည်သူတွေအတွက်စိတ်ဝင်စားစရာစီးပွားရေးသတင်းတွေကိုကြည့်ရှုကြရမှာဖြစ်ပြီးမြမနိုင်ငံဒေတာရင်းစီးပွားရေးလုပ်ငန်းအကြောင်းတွေနဲ့အသက်မွေးလုပ်ငန်းအကြောင်းတွေကိုကြည့်ရှုကြရမှာဖြစ်ပါတယ်ဒီတစ်ပတ်အတွက်တင်ပြပေးသွားဖို့ရှိနေတဲ့သတင်းတွေကတော့ လက်ရှိကျင်းပနေတဲ့နေပြည်တော်စီးကိန်းပွဲကာလအတွင်းဟိုတယ်လုပ်ငန်းအကြောင်းအရေးအတွက်ကျဆင်းလာနေတဲ့ပြည်မနာဆင့်အိုးလုပ်ငန်းအကြောင်းနဲ့လယ်ဝင်းမြို့ကပရိဘောကလုပ်ငန်းအကြောင်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒီသတင်းတွေပြီးမှတော့စံစည်းကြနေပေမဲ့ပြည်ပကိုစံတင်ဖို့မဲ့အကြောင်းအပါအဝင်နောက်ဆုံးရစီးပွားရေးသတင်းတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။အခုပဲသတင်းတွေကိုတင်ပြပေးသွားပါတော့မယ်ရှင်။ ကျင်းပနေပြီဖြစ်တဲ့စီကိန်းပွဲကာလအတွင်းနေပြည်တော်ဟိုတယ်စေနှုံတွေဟာအနှဲငယ်သာမြင့်တက်ခဲ့တယ်လို့ဟိုတယ်လုပ်ငန်းရှင်တို့ကပြောကြပါရယ်အခန်းကအနှဲငယ်သာမြင့်တက်ခဲ့တယ်လို့စီကိန်းပွဲမတိုင်ခင်ကစိုးရိမ်ခဲ့တဲ့ဟိုတယ်အခန်းမလုံလောက်တဲ့ပြဿနာကလည်းကြုံတွေ့ခဲ့ခြင်းမရှိဘူးလို့ပြောခဲ့ကြပါရယ်အစီအနေသိစိတ်ကိုတော့သတင်းတော့အောင်သူရကဆက်လက်တင်ပြပေးသွားမှာဖြစ်ပါရယ်ရှင် နေပြီးတော့ဟိုတယ်ဇုံ၃ခုအတွင်းမှာရှိတဲ့ဟိုတယ်အခန်းကဈေးနှုန်းတွေဟာကျင်းပနေတဲ့စီးကိန်းဖွံ့ဖွဲရက်ကနေစပြီးဈေးနှုန်းမြင့်တက်မှုတွေအနည်းငယ်ရှိခဲ့တယ်လို့ဟိုတယ်လုပ်ငန်းအချို့ကနေသိရပါဗျ။ဒီလိုအခန်းကဈေးနှုန်းမြင့်တက်မှုတွေကဟိုတယ်တစ်လုံးနဲ့တစ်လုံးတူညီမှုမရှိဘဲရာခိုင်နှုန်းကွာဟမှုအချို့လောက်ပဲရှိခဲ့ပါဗျ။နေပြီးတော့ဟိုတယ်ဇုံနှစ်မှာရှိတဲ့ဥတ္တရသီရီဟိုတယ်ရဲ့အထွေထွေမန်နေဂျာကသူတို့ဟိုတယ်ရဲ့စီးကိန်းကာလအတွင်းအခန်းကတွေကိုဘယ်လိုကောက်ယူခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးရှင်းပြထားပါဗျ။ပြန်ရနေပြီးတော့ကျတော့ကိုယ့်စီစဉ်တဲ့ကိုလာတဲ့တဲ့ဧည့်သည်ဆိုလို့ရှိရင်ပုံမှန် rate တော့ဈေးများပါဗျ။ ရေများရဲဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ကဒါ peak season သဘောမျိုးဖြစ်သွားတာ။အများရဲဆိုတဲ့နေရာမှာလည်းရခိုင်တို့အများကြီးခုန်တက်သွားတာမျိုးမဟုတ်ပါဘူး။ဆိုလိုတော့အများဆုံးက50%လောက်ပဲရှိတယ်။ဟုတ်ဒါပေမဲ့လို့ကျွန်တော်စီမှာကြတော့ဒီ repeat guest တွေ regular customer တွေလာတဲ့အမျိုးခါချလို့ရှိရင်တော့သူတို့ယူရဲစင်းတော့အဲ့လိုကြီးမများအောင်လုံးဆုံး20%လောက်ပဲပိုယူရမျိုးရှိပါတယ်။ဒါကျွန်တော်တို့ကရေရေကိုမျှော်လင့်တာလည်းပါတာပေါ့ဟုတ်ကဲ့။စည်းကင်းကာလအတွင်းအာဆီယံဒေသနိုင်ငံတွေကအားကစားသမားတွေနဲ့နီးပြဒိုင်လူကြီးများလာရောက်တက်ခိုကြပါတယ်။ တို့တို့တိုက်ခုမှုအတွက်ကြားတဲ့နဲ့ကုန်ကြဆေးကိုတော့မြန်မာစီးကင်းကော်မတီကကြားခံကုန်ကြပေးတာဖြစ်ပါတယ်ဒီဈေးနှုန်းကိုတော့စီးကင်းအားကစားပွဲမဆမီကလေးကဈေးနှုန်းကိုအစိုးရကအတိအကျသတ်မှတ်ပေးပြီးသားပဲဖြစ်ပါတယ်ဟိုတယ်ဇုံတက်မှာရှိတဲ့ရွှေမြမဟိုတယ်လုပ်ငန်းရဲ့တာဝန်ရှိသူတို့ကတို့တို့ရရှိခဲ့တဲ့ဈေးနှုန်းဟာပြန်ပေးရတဲ့ဝန်ဆောင်မှုနဲ့တန်ဖိုးတူညီပါတယ်လို့ပြောပြသွားပါတယ်ဈေးနှုန်းအနေနဲ့ကတော့ဟိုဘယ်လိုပြောမလဲဗျနည်းလည်းမနည်းဘူးဗျအများလည်းမများဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့အမှ VIP ဟိုတယ်ဆိုရင်ကျွန်တော်တို့ကဟို3 meals ပါတယ် breakfast lunch dinner အလုံး buffet ပေးရတယ် ဟုတ်ဆိုတော့ VMB ဆို VMB လျောက်ကျွန်တော်တို့ကျွေးရတယ်ဆိုတော့အတွက်ဟိုကျွန်တော်တို့ရတဲ့ငွေကြေးနဲ့အဲသူတို့ပြန်ပြီးတော့ကျွန်တော်တို့ကျွေးရတာတွေကျွန်တော်တို့ဘက်ကပြန်လဲပေးရတာတွေနဲ့ဆိုတော့ပုံမှန်ပါပဲနေပြည်တော်ဟိုတယ်ဆောင်အတွင်း VIP ပုံကိုယ်တွေအတွက်တဲခို့ဖို့ဟိုတယ်6လုံးသတ်မှတ်ပေးထားပါတယ်အစိုးရအနေနဲ့စီးကင်းကာလာအတွင်းဧည့်သည်8000ကျော်အတွက်အခန်းပေါင်း4000ကျော်သတ်မှတ်ပေးထားပါတယ်ဒီလိုသတ်မှတ်ထားပြီးမဲ့ဟိုတယ်တိုင်းမှာဧည့်သည်ပြည့်မလာဘူးလို့သိရပါတယ်စီးကင်းဧည့်သည်ကတော့ကျွန်တော်တို့ဒီရဲ့ပိုင်းတွေမှာအခန်း50 60 90အများဆုံးရက်ဆိုတော့90လောက်ရှိရှိပါတယ်။ကျွန်တော်အမြင်ပြောရလို့ရှင်တော့ဟိုတယ်တိုင်းမှာတော့မပြည့်ပါဘူးဈေးကာလာ။ကျွန်တော်မောင်မဇုံနှစ်ရှိရစုစုပေါင်း19လုံးရှိရပေါ့နော်။ဒါက under construction နဲ့တကယ် run နေတဲ့ဟိုတယ်10လုံးဝန်းကျင်ရှိပါတယ်။ဒါပေမဲ့အဲ့ဒါမပြည့်ပါဘူး။ ဟိုတယ်ကြီးဝန်ကြီးဌာနကနေစီကိန်းအကစားသမားတွေအတွက်တယောက်တည်းခိုကားကိုအမေရိကန်ဒေါ်လာ50သမှတ်ပေးထားပါတယ်။ဒီဈေးနှုန်းဟာဟိုတယ်တိုင်းအတွက်အဆင်ပြေတဲ့ဈေးနှုန်းလို့တော့ပြောဆိုကြပါတယ်။စီကိန်းကာလအတွင်းတခြားဧည့်သည်တွေအတွက်တော့ဈေးနှုန်းအချို့မြင့်တက်ကောက်ယူခဲ့ပေမဲ့စီကိန်းအကစားပွဲပြီးသွားရင်တော့ပုံမှန်ဈေးနှုန်းတိုင်းပြန်လည်ကောက်ယူသွားဖို့ရှိတယ်လို့နေပြီးတော့ဟိုတယ်စီးပွားရေးလုပ်ငန်းတွေအတွင်းကနေသိရပါတယ်။ခုဆက်လက်တင်ပြပေးသွားမှာကတော့ပြည်မနာမြို့စင်အိုးလုပ်ငန်းအကြောင်းပဲဖြစ်ပါတယ်။ ကုန်ရမ်းရှာပေါမှုတွေနဲ့ရင်ဆိုင်လာရပြီဖြစ်တဲ့ဒီစင်အိုးလုပ်ငန်းဟာအရင်ကနဲ့မတူတော့ပဲလောက်ကင်သူအရေးအတွက်ကြဆင်းလာနေပြီဖြစ်တဲ့အကြောင်းဒေသခံတွေကပြောပါတယ်ဒါအပြင်အကျိုးမြတ်ရရှိမှုလည်းနည်းလာပြီဖြစ်ပါတယ်ဒီအကြောင်းကိုတော့သတင်းထောက်ဝန်ကရှာဖွေစုစည်းပေးထားတာဖြစ်ပါတယ်ရှင် ပြည်နာမျိုးစင့်ဟိုးဘုံရက်ွက်မှာရှိတဲ့စင့်ဟိုးလုပ်ငန်းဟာကုန်ကျန်းရှားပါမှုတွေနဲ့ရင်ဆိုင်နေရပြီးလုပ်ငန်းလုပ်ကိုင်သူအနှဲငယ်တာရှိတော့တဲ့အကြောင်းဒေသခံလုပ်ငန်းရှင်တွေကပြောခဲ့ကြပါတယ်။အရင်ကဟိုတဲ့စင့်ဟိုးဘုံမှာလူကြီးကအိမ်ငန်းလိုလုပ်နေပါအခုလက်ရှိမှာတော့၃လေးဦးပဲရှိတော့ပါ။အကုန်ကျန်းနေရပစ္စည်းကဒါတက်လာ။လက်မှုပညာပြည်ကျွန်တော်ရောင်းရတော့ဘလောက်မှမကြိုက်တော့ဘူး။အဲ့တော့တော့လူကမလုပ်နိုင်ဘူးဒီမှာ၃လေးဦးပဲရှိပါ။မြေသေးကြီးရလို့ အချို့သေးကြီးရတို့ဒီချင်းသေးကြီးရတို့တော့ကျွန်တော်တို့ဒီကုန်ကျန်းကြီးတားထောင်းတဲ့တွေဒီတော်တော်ပိုစေလို့ရှိရင်ငွေက2သိန်းခွဲကျွန်တော်လုထားမှာ2သိန်းလုံးလုံးမြတ်မှ9000အဲရာစုတန်ခတ်လို့ရှိရင်တော်တော်မကျန်တော့ဘူးလူပဲပြင်မဲ့တာပေါ့မီယိုဖလာလုပ်ငန်းအဖြစ်လွန်ခဲ့တဲ့နှစ်ပေါင်းတရာကျော်ကတည်းကစင်ဟုံးလုပ်ငန်းတွေကိုလုတ်ကင်လာခဲ့ကြတာဖြစ်ပြီးဒီနေ့အချိန်မှာတော့စင်ဟုံးထုတ်လုပ်တဲ့စစ်မြေကွက်တွေလည်းနှဲပါလာနေပြီလို့ပြောခဲ့ကြပါဗျာ လောက်ကန်ရဲ့ရှင်ညာတော့ဒီကုံချမ်းပိုင်းတော့ကျွန်တော်နည်းနည်းရှားသဘောဖြစ်သွားနေပြီးတော့ပေါ်လာတော့ဒီမြေကြီးကုံချမ်းဖြစ်တဲ့အစင်းမြေဥစ္စာအဲအစင်းမြေကိုဒီထိုက်ကျင်းတော့ပျောက်ကုန်တော့လေကုံချမ်းပိုင်းတော့နည်းနည်းရှားသွားတယ်အရင်တည်းရင်ကတော့ဂျင်နာကထုတ်လုပ်တဲ့ဒီစင်အိုးတွေကိုတနိုင်ငံလုံးဖြန့်ချိပေးခဲ့ဖူးကြောင်းပြောခဲ့ကြပြီးစင်အိုးအစားဖန်တဲ့ကြွေတွေကိုအသုံးပြုလာတာကြောင့်ရာအားကျဆင်းလာနေတယ်လို့လည်းပြောခဲ့ကြပါဗျ။အခုက အရင်နည်းနဲ့လည်းနည်းဆိုင်မယ်လို့ထင်တာပဲအခုကျွန်တော်ပို့ထားတဲ့တချို့အိုးကြော်လေဟိုအဟောင်းပေးသိလို့ဟာမျိုးပေါ့အဲ့တော့ကြာတော့ရင်းနည်းနည်းတဲ့လူကတော့ဟိုလှုပ်ဖို့အခက်ခဲဖြစ်သွားတဲ့ဘောရှိမှာပေါ့အခုကရှင်ပြီးတော့လှုပ်ရတာလည်းအခုဖန်တို့ဘာလို့ပေါ်လာလဲကျွန်တော်ရန်ကုန်ဈေးကွက်လို့ဟာမျိုးတို့ဒီဖန်မှစင်းတဲ့ဈေးရော့နေသေးတယ်အဲ့ကြောင့်ဆင်းဆိုတော့သူကတန်ကြီးထားပြီးတော့တုံးတဲ့လူလောက်ပဲဟိုတုံးတဲ့ဥရတော့နည်းနည်းရော့ရတော့ဖြစ်တာပေါ့အရင်ကတော့ ဒီတရက်ကွက်လုံးဝဟာကိုဒီတနိုင်ငံလုံးဖြတ်နေတဲ့ဘောပဲရန်ကုန်မြဝကျုံမရန်ကုန်နဲ့မတခါဖြတ်မှာအခုဥစားကြေးလက်တော်ရစားတချို့ဆိုရင်ဟိုဒီစင်းနေရာကိုဖမ်းယူတာတဘောဖြစ်သွားတယ်ဈေးရလဲกว่าတော့ဖမ်းသေးစင်းရတော့ဈေးကြီးနေရဆိုတော့အတော့ဝယ်လူကနေသွားပြီးတော့ကျန်တဲ့ကျွန်တော်ဒီနေပြီးတော့မှသာဒီပန်းဆိုင်အိုးကအဓိကရောင်းရတာကျန်တဲ့အကုန်ထွက်တဲ့ဟာကြတော့ဒီဖမ်းနေကျွေးကြီးကြောင်းပေါ့နော်ဝယ်လူကနေနေသွားတယ် ဒီမှာမျိုးကစည်ယုံးလုပ်ငန်းဟာစည်ယုံးဘူရက်ကွက်မှာနေထိုင်တဲ့ဒေသခံတွေအတွက်တနိုင်တစ်ပိုင်လုပ်ငန်းတစ်ခုဖြစ်နေပြီးဒီလုပ်ငန်းကိုပဲမိခိုအားထားလုပ်ကင်နေကြတာဖြစ်ပါတယ်။ကုန်ကျန်ရှာပါလာနေတဲ့အတွက်စည်ယုံးလုပ်တဲ့ဖူတွေနှဲပါလာတာနဲ့အမျှအုပ်လုပ်ငန်းကိုစိတ်ဝင်စားသူတွေပါနှဲပါလာနေကြောင်းနှစ်ပေါင်း20ကျော်အုပ်လုပ်ငန်းလုပ်ကင်သူတဦးကလည်းအခုလိုပြောပြခဲ့ပါတယ်။ကျွန်တော်တို့လောက်အရွယ်ဒီအောက်တွေကိုလုံးဝမလုပ်တော့ဘူး။ဥတက်တဲ့လူလည်းမရှိတော့အရင်လက်ဟောင်းတွေပဲလုပ်တာ။ကျွန်တော်တို့ကအိုးလည်းနိုင်တယ်ဒီလိုပန်းနေပါတယ်တူ။ ချော်လူအကုန်အကုန်အလုံးစုံရတဲ့လူကတော့ဘယ်နားမှသွားလို့လို့ရတယ်နော်တချို့ကြတော့မလုံးတတ်တော့ကြာရင်တော့တိမ်ကောဝါရင်လည်းကောဝါမှာပေါ့ညကြီးမှလည်းအဓိကကြာလေညကြီးနေရာအစိုးရမသိမ်းပေးသေးလို့ရသေးတယ်။ကိုအရင်လည်းဆိုသိမ်းမယ်လည်းမထင်ပါဘူး။အခွန်တော့ဆောင်ရစင်ဝန်ပြုတ်လို့ရမှာစင်မြေရွှန့်ချော်မြေဖြူထင်းစားတဲ့ပစ္စည်းတွေနဲ့ပြုတ်လို့ကြတာဖြစ်ပြီးအမျိုးပေါင်း၄၀ကျော်ထုတ်လုပ်ရောင်းချလက်ရှိပါတယ်။ စင်ုံပြုတ်လောက်ရမှာ အတိအကျတဲ့စစ်မြေကိုတော့ပြင်မနာအနီးတစ်ဝိုက်မှာရှိတဲ့ရံအောင်ရွာကနေထွက်ရှိကြောင်းသိရပါဗျ။ရန်ကုန်မန္တလေးလမ်းဟောင်းလမ်းမကြီးပေါ်မှာတည်ရှိတဲ့လယ်ဝင်းမြို့ဟာပရိဘောကထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းနဲ့နာမည်ကျော်ကြားပါဗျ။နေပြည်တော်နဲ့အနီးဆုံးမှာတည်ရှိတာကြောင့် အခုနှစ်ပိုင်းအတွင်းအလောက်ကင်အခွင့်အလမ်းတွေ ပိုကောင်းလာတဲ့အကြောင်းဒေတာရင်းပရီဘောက လုပ်ငန်းရှင်တွေကပြောပါတယ်။သူတို့ရဲ့စီးပွားရေးလုပ်ငန်းအကြောင်းကိုသတင်းတော့အောင်သူရကစူးစီးတင်ပြထားပါတယ်။ ေဝင်းမျိုးအောင်စေးရနှစ်ရက်ကွက်ထဲမှာရှိတဲ့တေချောတဲ့ပရီဘောကလုပ်ငန်းဟာနေပြည်တော်ရဲ့ပွေလိုအားမြင့်တက်လာမှုတွေကြောင့်လုပ်ငန်းတွင်ကျင်နေတဲ့အကြောင်းပရီဘောကလုပ်ငန်းလုပ်ကန်သူတွေကပြောပါတယ်။ဒီကြောင့်နဲ့ပတ်သက်ပြီးလက်ရှိလုပ်ကန်နေတဲ့ဒုက္ခပရီဘောကအယောင်ဆိုင်ကလုပ်ငန်းရှင်မမီမီကခုလိုပြောပြထားပါတယ်။နေပြည်တော်ဖြစ်လာလို့လေဝင်းမျိုးကလည်းတိုးတက်လာတယ်။ဒီလုပ်ငန်းဆိုရင်လည်းအရင်တော့ဆိုနည်းနည်းပါစီပါချက်လောက်ပဲရှိတာပေါ့နော်။ဟိုဝဲတော့ဆိုတိန်တိန်တမျိုးလောက်ပဲဝယ်နိုင်တယ်လေကိုယ်အများကြီးမဝယ်နိုင်ဘူး။အော်ဒါလည်းအများကြီးမကြနိုင်ဘူးပေါ့နော်။နေပြည်တော်ဖြစ်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ရှိမှအများကြီးအခွင့်အလမ်းတာပါတယ်ကို။ လေဝင်းမြို့ဟာရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာတရှိတဲ့အတွက်ကွန်ပျူစီသိမ်းပို့ဆောင်ရေးမှာအခြားခြားကြလုပ်နေပါတယ်။နေပြည်တော်မှာဝင်ကြီးဌာနတွေနဲ့အော်ဒယ်တွေကပါမှာယူတာတွေကြောက်ပါလေဝင်းမြို့ပရီဘောကလုပ်ငန်းတွေရဲ့ယက်တီမှုကခိုင်မာလာခဲ့တာပါ။ဒီဒေသရဲ့ပရီဘောကစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီးဆိုင်ကအငှားရင်မောင်းတို့ဖြစ်တဲ့ကိုစွန်းနိုင်ကတော့သူပါရီမြင်တွေ့နေရတယ်လဲဆိုတာကိုပြောပြထားပါတယ်။အခုလောလောဆယ်တဲ့ဒီဒေတာနဲ့တော့ကျွန်တော်တို့တက်လုပ်ငန်းနဲ့ပေါ့နော်ပရီဘောကကျွန်းနဲ့ပတ်သက်တဲ့ပစ္စည်းနဲ့အဲ့ဒါတွေတော့တည်တက်ပြီးတော့ဟိုတယ်တွေစိုက်ဆုံမှာတော့အိမ်ရပစ္စည်းအိမ်တော်ပစ္စည်းတွေဆိုတော့ပရီဘောပစ္စည်းတော့ နေပြည်တော်ဘက်ကတော့ကားအင်းနဲ့နေတိုင်းလိုလိုတော့စတီတွေပါရင်တော့အကုန်လုံးပဲလာတင်နေကြတာမြင်တာအဲ့ဒါတော့ဆိုင်ကြီးတွေလည်းအသေးလေးကနေအကြီးကြီးတွေဖြစ်လာပါတော့အဲ့လိုရီဘောကဆိုင်တွေအနေနဲ့တည်တော်ဝင်ကြီးဌာနကနေကျွန်းသစ်တွေကိုမဝယ်မနေရဝယ်ယူရပြီးအစိုးရရောင်းစည်းအနေနဲ့ကျွန်းသစ်တံတန်းကိုတင့်မျိုးစားပုံမူတည်ပြီးကြံ့ငွေ၈သိန်းခွဲကနေ၁၂သိန်းထိပေးဝယ်ရပါတယ်ကျွန်းသစ်မတုံးတဲ့တခြားပရီဘောကပစ္စည်းတွေအတွက်ကိုလည်းအပြင်ကနေဝယ်ယူရပါသေးတယ်လို့လုပ်ငန်းအတွင်းအချက်အလက်တွေကနေသိရပါတယ် ရီဘောကထုတ်လုပ်ရောင်းချတဲ့အဆိုင်တွေအနေနဲ့အနည်းဆုံးတစ်နှစ်ကိုကျွန်းသစ်၄ဒဏ်၅ဒဏ်လောက်တတော်ဝင်ကြီးဌာနကနေဝယ်ယူအသုံးပြုရပါတယ်။လာချုပ်စင်းဆိုလို့ရှိရင်ကျွန်တော်တို့တိန်30 40ဘူလောက်တော့အများနဲ့လောက်ရတယ်ကိုဒါပေမဲ့ဒီနှစ်မှာပို့ပြီးတော့များလာတယ်ဟိုတယ်ကြီးကစီကိတ်အမြင်ဖွင့်လာတယ်ဗာနဲ့ဆိုတော့လေအဲ့လိုမျိုးပို့ပြီးတော့ပို့အောင်ရရှိရှိပါတယ်ကိုဟောလုပ်ငန်းလေပတ်အားပေါ့နော်လောက်လောက်ရရှိရှိပါတယ်ကို မမီမီပြောဆိုသွားခဲ့တာကနေပြည်တော်စီးကင်းကြောင့်ဝင်ဝေပို့လို့လာတဲ့အကြောင်းကိုပြောဆိုသွားခဲ့တာပါ။သူမလိုမျိုးလည်းဝင်းမျိုးကတခြားပြည်ပေါ်ကဆိုင်တွေမှာလည်းအကျိုးမြတ်တွေရှိခဲ့ပါတယ်။ဒါပေမဲ့ကုံချမ်းရှားပါလာတဲ့ခက်ခဲမှုကိုတော့ဆိုင်တိုင်းလူလူကြုံတွေ့ခဲ့ရပါတယ်။ဒီအတွက်ရွှေလာမင်းပြည်ပေါ်ကဆိုင်ကမမမရွှေကပြောပြထားပါတယ်။အော်ပြောင်းလဲမှုတစ်ခုကတော့ရှိခဲ့ပါတယ်ရှင်ကျမတို့စီးကိန်းမှာတော့ကျမတို့ဆိုင်ရနေပြီးတော့ order တွေရပြီးတော့အလုပ်တွေလုပ်ခဲ့ရပါတယ်ရှင်အဲ့ဒီနောက်ပိုင်းမှာတော့အခုတဖြည်းဖြည်းနဲ့အခုလာတဲ့လာတဲ့2လ3လလောက်မှာပေါ့နော်ပစ္စည်းကုန်ကျစရိတ်နည်းနည်းအခက်အခဲဖြစ်ခဲ့ပါတယ်ရှင် အဲ့ဒီအတွက်ဟိုပစ္စည်းအရောင်းဝယ်ရရက်မသွားခဲ့ပေမဲ့ကြံ့ကြံ့မှုအချိန်တော့ရှိပါတယ်ရှင်မြန်မာနိုင်ငံသစ်လုပ်ငန်းတွေအတွင်းဒေလုံးလိုက်တင်မှုမှုတွေအခုအချိန်ထိရှိနေဆဲဖြစ်ပါတယ်လာမယ့်2014ခုနှစ်ဧပြီလ10ရက်နေ့ကနေစတင်ပြီးဒေလုံးလိုက်ပြပတင်ပို့ခြင်းကိုတားမြစ်သွားတော့မှာဖြစ်ပါတယ်ဒီလိုရဆိုင်လိုက်ခြင်းကတရားဝင်ထုတ်လုပ်နေတဲ့နေရာတွေမှာအလွန်ကျွံခုတ်ယူခြင်းများဖြစ်ပေါ်လာနိုင်ပြီးတရားမဝင်တစ်ခုတ်မှုတွေကိုလည်းပိုပြီးဆိုးရွားသွားစေနိုင်ကြောင်းနေပြည်တော်မှာရှိတဲ့ပြည်သူ့လွတ်တော်တရားစတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကအခုနှစ်ဆန်းပိုင်းမှာပြောကြားခဲ့ပါတယ် ကောက်သစ်ပေါ်ချိန်မှာကမ္ဘာစံစည်းအင်းနေပေမဲ့မြန်မာနိုင်ငံအနေနဲ့တော့ပြည်ပစံတင်ပို့မှုကိုဒီဇင်ဘာလအတွင်းစတင်လှုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်။ဒီအတွက်ပင်လယ်ရေကြောင်းကနေတင်ပို့သွားမှာဖြစ်တဲ့အကြောင်းမြန်မာနိုင်ငံစံစွားအတင်းချုပ်ထူထူတွင်မှုကပြောပါရယ်။လက်ရှိကမ္ဘာဈေးကွက်မှာတော့ M25 မက်စန်ဒန်ဟာစိတ်ကန်းရောက်တန်ဖိုးအမေရိကန်ဒေါ်လာ320ဝန်းကျင်ဖြစ်ပြီးလစဉ်ပြည်မြစံတန်ချိန်တသိန်းထိတင်ပို့သွားဖို့စီစဉ်နေပါတယ်။ thank you ရွှေနဲ့ပတ်သက်ပြီးပထမဦးဆုံးအများပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့မြမရွှေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီဟာလာမယ့်2014ခုနှစ်အတွင်းသူတို့ရဲ့အစုရှယ်ယာတွေကိုစတင်ထုတ်ရောင်းသွားဖို့စီစဉ်နေပြီဖြစ်ပါတယ်။2012ခုနှစ်နှစ်လယ်ပိုင်းကစတင်တည်ထောင်ခဲ့တဲ့ဒီကုမ္ပဏီဟာသက်မှတ်မတည်ငွေရင်းကျပ်ငွေဘီလီယံပေါင်းတထောင်ဖြစ်ပြီးစတင်ဖော်ဆောင်မဲ့လုပ်ငန်းစီမံချက်တွေပေါ်မှာမူတည်ပြီးအစုရှယ်ယာတွေကိုရောင်းချပေးသွားမှာဖြစ်တဲ့အကြောင်းကုမ္ပဏီရဲ့ထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။ မာနိုင်ငံရဲ့အင်အားကဈေးနှုန်းတွေမြင့်တက်နေပြီမယ်။နိုင်ငံသားတွေရဲ့အိမ်ချမ်းမြေငှားရမှုဟာမြင့်တက်လာနေတဲ့အကြောင်းဟောင်ကောင်နိုင်ငံခြေစိုက်အိမ်ချမ်းမြေကျိုးဆောင်ကုမ္ပဏီ SWE ကပြောပါတယ်။ပြီးခဲ့တဲ့၁၂လအတွင်းမြန်မာနိုင်ငံမှာနိုင်ငံသားတွေရဲ့ရုံးခန်းငှားရမှုဟာ80ရာခိုင်နှုန်း၊အသစ်နေတိုက်ခန်းငှားရမှု90ရာခိုင်နှုန်း၊အစ်စ်မီတိုက်ခန်းနေရာငှားရမှု10ရာခိုင်နှုန်းနဲ့ကျန်ငါးပွင့်အဆင့်ဟိုတယ်ငှားရမှု80ရာခိုင်နှုန်းအထိမြင့်တက်လာတဲ့အကြောင်းကုမ္ပဏီမိတ်ဆက်ပွဲမှာပြောခဲ့ပါတယ်။ ရန်ကုန်အခြေစိုက်ဆိုင်းခွန်အောင်အိမ်ချမ်းမြေကျိုးဆောင်ရဲ့အထွေထွေမန်နေဂျာကလည်းဒါဟာဖြစ်နိုင်ကြောင်းသုံးသပ်ခဲ့ပြီးစီးကိန်းနဲ့အာဆီယံဥက္ကဋ္ဌနေရာတွေကြောင့်ငှားရမှုမြင့်လာတယ်လို့ပြောခဲ့ပါတယ်စွီးကုမ္ပဏီရဲ့မြန်မာနိုင်ငံဆိုင်ရာဈေးကွက်သုတေသနအရရန်ကုန်ဟာဒေတာရင်းနိုင်ငံမြို့တော်တွေဖြစ်တဲ့ဟောင်ကောင်၊ဂျကာတာ၊ဘန်ကောက်၊ဟိုချီမင်းစီးတီး၊ဖနွမ်းပင်၊ဟနွိုင်းစတဲ့မြို့ကြီးတွေထက်အိမ်ကျန်မြေဈေးနှုန်းမြင့်မားနေတယ်လို့ဆိုထားပါတယ်။ ီးပွားရေးသတင်းစီစဉ်ကတော့တင်မြပဲဖြစ်ပါတယ်ရှင်။နောက်ပတ်တွင်မှလည်းဒီစီးပွားရေးသတင်းစီစဉ်တွေကိုပေါ်ပြပေးဦးမှာဖြစ်တာကြောင့်အပတ်စဉ်စနေနေ့နဲ့အင်္ဂါနေ့တွေမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ရှင်။မိဘပြည်သူပေါင်းကိုယ်စိတ်နှစ်ဖြာစမ်းမကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းဒီစီစဉ်ကိုဒီမှာပဲရန်နာပါတော့မယ်ရှင်။